နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမယောင်လိုင်ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မဲ့1940 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်အခမ်းအနားတို့တက်ရောက်ရန်အတွက်မကြမီရပိုင်အတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ကြည်ခီးတွားရောက်မှာဖြစ်ပါတယ်။ခီးစီအတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာ1900 1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့်ဆက်ဆက်အခမ်းအနားများသို့တက်ရောက်ခြင်းအခမ်းအနားသို့တက်ရောက်လာကြတဲ့နိုင်ငံကောင်းဆောင်များနှင့်တီးကြားတွေ့ဆုံဆွေးနွေးခြင်းများကိုဆောင်ရွက်တော်မှာဖြစ်ပြီးချစ်ကြည်ခေစဉ်အတွင်နှနိုင်ငံအစိုးရနှင့်ပြည်သူများအကြားချစ်ကြည်စီပါစီလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံမှမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပုံမတိုးတက်ခိုင်မာအောင်ဆောင်ရွက်တော်မှာဖြစ်ပါသည်အလားတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျီဂျူလာဟာလေရက်ရှားဖက်ဒရေးရှင်းနိုင်ငံဖရဲကောင်စီလွှတ်တော်ဥက္ကဋ္ဌမေဇစ်ဖလာတီနာမတ်ဖီရန်ကိုရဲ့ဖိတ်ကြားချက်အရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူတပါးရဲတွားရောက်မှာဖြစ်ပြီးခရီးစဉ်အတွင်း ဖရဲကောင်းစီလွတ်တော်ဥက္ကဋ္ဌနဲ့တွေးဆောင်ဆွေးနွေးမှုဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒီချစ်ကြည်ခီးစင်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီအဖွဲ့ဝင်များအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့အစိုးရအရာရှိကြီးများလိုက်ပါသွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။